ကဲအားလုံးမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်မှာတော့ကျွန်တော်အခုရောင်းချပေးနေတဲ့အင်းစိန်ညိုနဲ့မူဒိတာအင်ယာနှစ်ကတိုက်ခန်းလေးတွေကိုပေါ့နော်ဝယ်ယူတဲ့အခါမှာပိုင်ဆိုင်မှုစာကြိုးစာတမ်းတွေကဘာတွေရလဲလို့ကျွန်တော်မေးကြတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီနေ့ဗီဒီယိုလေးတစ်ခုနဲ့ကျွန်တော်ပြန်ဖြေပေးလိုက်ပါတယ်ခင်ဗျာဒီမူဒိတာတိုက်ခန်းလေးတွေကိုဝယ်ယူတဲ့အခါမှာပိုင်ဆိုင်မှုအနေနဲ့အကျဉ်းအဖြစ်လေးမျိုးရှိတယ်ပေါ့နော်အခုကျွန်တော်ဝယ်ယူထားတဲ့တိုက်ခန်းလေးတစ်ခန်းနဲ့လူကြီးမင်းတွေကိုကျွန်တော်နမူနာလေးပြသပေးပါမယ်ခင်ဗျာထမအူဆုံးကျွန်တော်တို့အကျဉ်းမြင့်ဆက်လို့ရတာပေါ့နော် ဒီလိုမျိုး owner ဘုတ်ကပ်ပြပါဒါဆိုလို့ရှိရင်ဒါဥပမာဒီခန်းဝယ်ထားရဆိုလို့ရှိရင်ဒီခန်းရဲ့ account number နဲ့ဒီလို certificate လေးတခုထည့်ရပါမယ်ခင်ဗျာပြီးလို့ရှိရင်ပေါ့နော်သူကဘာထည့်ရအောင်မလဲဆိုတော့ဒီလိုပန်းရောင်စာရွက်လို့ကျွန်တော်အလွယ်သုံးတာပေါ့နော်ဒီပန်းရောင်စာရွက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ1 2 3 4ဆိုပြီးနာမည်အစစ်အစစ်ရှိတယ်ပိုင်ရှင်ဘယ်နှဦးထိပြောင်းထားတယ်ပေါ့နော်နောက်ဆုံးပိုင်ရှင်ကဘယ်သူဆိုတော့အချမ်းပြင်းစစ်လို့ရတယ်ဒီလိုပန်းရောင်စာရွက်လေးမှာစုစုပေါင်းသူက3မျိုးပါတယ်ပေါ့နော် ဒီနောက်မှာဆိုလို့ရှိရင်ကုမ္ပဏီကနာမည်ပြောင်းခွင့်ကိုခွင့်ပြုထားတဲ့ကုမ္ပဏီလက်တာဟတ်လေးပါမယ်။သူ့ရဲ့နောက်မှာဆိုလို့ရှိရင်ပေါ့နော်ဒီကုမ္ပဏီကိုစာအပ်တဲ့အချိန်တုန်းကတိုက်ခန်းလေးတွေကိုစာအပ်တဲ့အချိန်တုန်းကကျွန်တော်တို့ဒီ income ပိုင်ရှင်မျိုးပေါ့နော်ဒီခန်းမှာဥမာဘူရိုင်းဘယ်နှလုံးပါတယ်မိချောင်းဘယ်နှချောင်းပါတယ်ပေါ့နော်ဒိုလို့ဘယ်နှခုပါတယ်ဆိုရက်အသေးစိတ်ပေါ့နော်ပါဝင်တဲ့ပစ္စည်းစရင်ဆိုပြီးအတွဲလေးတစ်ခုထပ်ပါပါတယ်သူ့ရဲ့အတူကိုတော့ကျွန်တော်တို့ဒီအကြံမြင့်အဖြစ်ပန်းရောင်စာရုပ်လို့ခေါ်တယ်သူ့မှာစုစုပေါင်းအရွယ်၃ရွယ်ရှိတယ်ဗျာ နောက်တစ်ခုကတော့ကျွန်တော်တို့ဒီပိုင်ဆိုင်မှုစာချုပ်ပေါ့နော်ပိုင်ဆိုင်မှုဆက်ဆက်စာချုပ်ဆိုတော့ဒီလိုမျိုးလေးဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒါပထမအဦးဆုံးတိုက်ခန်းဝယ်ယူတဲ့သူရဲ့နာမည်ပေါ့နော်ကုမ္ပဏီကချုပ်ပေးထားတာပေါ့နော်ဒီပထမအဦးဆုံးပိုင်ဆိုင်ရည်နောက်ဦးဖြူဦးနီဦးပြာပေါ့နော်ဦးမှာအစစ်စစ်ဝယ်ယူသွားတဲ့ဟာကိုကျွန်တော်ကျွန်တော်ဆက်ဆက်စာချုပ်လို့ခေါ်ရပြသူရဲ့နောက်မှာပေါ့နော်ဦးမှာဒီခန်းဦးမှာ၃ဦးဝယ်ထားရသလိုရှိရင်၃ဦးနဲ့ပတ်သက်ပြီးလို့ရှိရင်ဒီလိုဆက်ဆက်စာချုပ်အတွဲလိုက်လေးလေးလာမယ်ပြ နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ဒီအိညာနီပြည်သူများပေါ့နော်လိုက်နာရမယ့်စီကဲနဲ့တန်ဝတ်တရားများဆိုပြီးလို့ရှိရင်ဟောဤလိုစာအုပ်လေးတအုပ်ပါပါမယ်သူ့မှာဒီမှာကုမ္ပဏီ logo ထုပြီးလို့ရှိရင်သူ့မှာလည်းဒီဘေးမှာနံပါတ်စင်လေးတွေပါပါတယ်ဒီကောင်လေးတွေကတခန်းကိုတအုပ်ပေးထားတာဖြစ်တဲ့အတွက်ပေါ့နော်။ပိုင်ဆိုင်မှုစာရွက်စာတမ်းထဲမှာသူကအကျိုးဝင်တာဖြစ်တဲ့အတွက်ထည့်ပြီးတော့တင်ထားပေးလို့လုပ်ရတယ်။တချို့ customer တွေကျတော့လည်းဝယ်ပြီးလို့ရှိရင်ပေါ့နော်။ဒီကောင်လေးတွေကအသုံးမလို့ဘူးဆိုပြီးလို့ရှိရင်ဘယ်လိုကောင်မလဲ လွှတ်ပြစ်တာမျိုးကိုပျောက်ရှသွားတာမျိုးကိုဖြစ်တတ်တယ်။အဲ့ဒီခါမျိုးကြလို့ရှိရင်ကျွန်တော်ပိုင်ဆိုင်မှုအနေနဲ့ဒီကောင်ကအကျုံးဝင်တာဖြစ်တဲ့အတွက်စာတို့စာရဲမစုံနေတာပြန်ရောင်းလို့မရတာကုမ္ပဏီမှာပြန်ပြီးကျွန်တော်နာမည်ချင်းလို့မရတဲ့ပြဿနာမျိုးတွေဖြစ်တတ်တယ်ဗျ။အဲ့လိုခါကြတော့ရှိရင်ကျွန်တော်တို့ဒီသတင်းစာကြောညာတာတွေကန့်ကွက်စစ်တာတွေအဲ့လိုမျိုးတွေအစစ်အစစ်နေထက်သွားတာမျိုးရှိရပေါ့နော်။ကျွန်တော်တို့ဒီနောက်ဆုံးတစ်ခုအနေနဲ့ဥပမာပေါ့နော်။ဒီတိုက်ခန်းကိုကျွန်တော်အဝေယူထားသလိုရှိရင်ဟောဒီလိုကျွန်တော်နာမည်နဲ့ဒီလိုနာမည်ကပ်ပြတ်တစ်ခုထပ်ရမယ်ဗျစွစုပေါင်းတော့ကျွန်တော် အဲအကျမ်းအပြည့်၄မျိုးပေါ့နော်နည်းနည်းကပ်ပြရမယ်ပြီးလို့ရှိရင်ဒီလိုကုမ္ပဏီဆက်ဆက်စာချုပ်တစ်ခုရမယ်ပြီးရင်ပန်းအောင်စာရွက်ရမယ်ပြီးလို့ရှိရင်ဟောင်းလိုအဖြူအောင်စာအုပ်ကလေးပေါ့နော်တာဝန်နဲ့ဝတ္တရားများစာအုပ်ဆိုပြီးစုစုပေါင်းအကျမ်းအပြည့်ကျွန်တော်တို့၄မျိုးရှိရပေါ့နော်လူကြီးမင်းရဲ့နာမည်ကိုလည်းကျွန်တော်တို့ကကုမ္ပဏီမှာနေချင်းပြီးလွှဲပြောင်းပေးတာဖြစ်တွေ့တွေ့ပေါ့နော်ဒီတိုက်ခန်းလေးတွေဝယ်ပြီးတဲ့အခါမှာပေါ့နော်အရှုပ်ရှင်းတစုံတရာဖြစ်မှာတော့တကယ်ကိုစိတ်ပူစရာမလိုပါဘူးခင်ဗျာ ဒီလောက်ရှင်းပြပြီးသွားပြီဆိုလို့ရှိရင်အကျဲအဖြစ်တော့မုဒိတာအင်ညာနှစ်ကတိုက်ခန်းလေးတွေရဲ့ပိုက်ဆိုင်မှုစာချုပ်စာတမ်းလေးတွေကိုအနည်းငယ်သဘောပေါက်မယ်လို့ကျွန်တော်ခြေမာရခင်ဗျာဒါမှမဟုတ်အသေးသေးသိရှိချင်တာရရှိရင်လည်းကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့09953359998တက်ကိုလည်းဆက်သွယ်မိများစုံစမ်းနိုင်ပါတယ်ခင်ဗျာထပ်ဆောင်းအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီပိုက်ဆိုင်မှုစာချုပ်စာတမ်းတွေပျောက်ဆုံးသွားတာဖြစ်ဖြစ်ပေါ့နော်ရေဆူပစ္စည်းသွားတာဖြစ်ဖြစ် ဥပမာအမျိုးသားအနေအမျိုးသမီးဟိုပေါ့နော်ပြန်လည်လွှဲပြောင်းယူခြင်းနာဖြစ်ဖြစ်စားရဝင်ဆောင်မှုတွေလည်းကျွန်တော်တို့လိုက်လံဆောင်ရွက်ပေးပါရခင်ဗျာအသေးသေးသိရှိခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖုံးဆက်ပြီးတော့ဆက်သွယ်မိမြန်နိုင်ပါရခင်ဗျာအားလုံးပဲကျေးဇူးတင်ပါရခင်ဗျာ